မင်္ဂလာပါခင်ဗျာအမျိုးသားစာပေစုချင်းတရားကြီးမောင်ချင်းရေးသားတော်လောဘမြစ်ပြင်ကျဲလို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရစေခင်ဗျာ လောဘမြစ်ပြင်ကျဲဥတော်ကြော်သည်တာမကံများတဲ့ရှိမာကြောကြောငစိန်စံထမင်းကို နောက်ဆုံးတလုံးအဖြစ်ပါဇက်အတွင်းသို့တွင်လာ၏၎င်းနောက်တစ်ချက်နှစ်ချက်ဝါးကမြို့၍ရှာ၏မရရှိနေ၍နေ၏ ထို့ကြောင့်ကမောရှိဟင်းညိုအရေးကြဲကြဲကိုလက်စွန်းသုံးစွန်းကြပြားကြရခတ်၍တောက်၏ထိုအခါမှာမာကျော်ကြံတန်းသောငစိန်ဆန်ထမင်းကျန်းသည်လက်ချောင်းထဲသို့မစင်းခြင်းစင်းခြင်းနှင့်ကုန်း၍ရှိ၍စင်းနေတော်သည်ပကံထဲတွင်ထမင်းကမရှိတော့အာတာကတော့မပြေသေးပါ အလौကျန်းသမားတန်ဃာတဲ့တယောက်၏အစာအိမ်သည်မနက်ကလက်ကျန်ထမင်းကျန်းတပကံနောက်ဖြင့်ဘလို့မျှမတင်းတိမ်နိုင် အနာတွင်ထိုင်ကသူထမင်းစားသည်ကိုမြေးကြည့်နေသောမိမဖြစ်သူ၏မျက်နှာကိုလှဲ့၍သူကြည့်၏သူအကြည့်ကိုမိမလို့သူကသိ၏နောက်ထပ်မရှိတော့ဘူးဒါအကုန်ပဲကျမတော်မစားပဲရှင်းကိုကြွေးတာအတန်ခတိုးတိုးပြောကခေါင်းကိုငုံ၍ထား၏မင်းသားသမီးတစ်စီတွားပြီးဆံမရှိဘူးလားငေါ့၍ပြောတဲ့ဖြင့်သူ့လေတံကမာသည်ဇနီးပြည့်သူထာမစကားပြန်မရသည် မုံနေရင်ကမျက်ရည်ပေါက်များ ပေါင်ပေါ်သို့လိမ့်ပြီးကြာနေသည်ကိုသူမြင်နေရသည်ပြောလိုက်ရင်ငိုဖို့ပဲတတ်တယ်အလကားဘာမှအတုံးမကြတဲ့မိန်းမဟုတ်မကြင်မနဲ့ထား၍ပြောပြန်သည်တွားရှိတိုင်းရရအောင်ရှင်သားသမီးတွေကတထေးတွေကိုတကြေတွေကိုသူတို့မှလည်းသူတို့ဒုက္ခနဲ့သူတို့ဤတို့အဖေဒီညပစုံထုတ်သွားမှာမို့ကျွေးလိုက်ခြင်းတို့ဆန်တပူးတော့ပဲရှေးပါဆိုတာတော့ သူတို့မှလည်းညသာပဲရှိတဲ့အပေါမရှိဘူးတဲ့ကျေးဇူးတိတတ်မကြီးတွေပြောလိုက်တာလေတော့သားကဘာပြောတယ်ဖတ်တယ်လေအမေတို့ကလည်းဗျာခဏခဏလားဒုက္ခပေးနေတာပဲအဲ့ဒါလို့អော်လွတ်တယ်တော့တိလားကျုပ်တို့ကအိုပြီလေမင်းပြီလေအစွမ်းအစမရှိတော့ဘူးမဟုတ်လားကျုပ်တို့ကိုရှင်းရင် ပြန်ရမှာမဟုတ်ဘူးဆိုတာသိကြတော့ ဘသူကမှချေးချင်ကြတာမဟုတ်ပါဘူးတော်ဒေါသဖြင့်ပြောရင်ကအတန်ဒီတိမ်၍တိမ်၍ဝင်သွားကစိုက်တန်တက်တက်ကလေးတန်ထွက်ပေါ်လာလေတော့သည် တောက်တဲ့ချက်ကိုပြင်းစွာခောက်မိ၏စိတ်ပြက်စွာနှင့်ထတာလက်စေးရ၏ရင်ထဲမှာတော့ဝမ်းနေခြင်းမကျေနပ်ခြင်းခံပြင်းခြင်းတို့ဖြင့်ရောထွေး၍နေ၏အိမ်ရှိကပြင်းတို့ထွက်ကကောင်းပြင်ကိုမော်၍ကြည့်သည်မိကွက်ထုံးချင်ရောက်ပြီးမို့တောင်ဝင်းကြီးတို့ကတော့ မဲမောင်စားပြုနေပြီ။ကောင်းကင်တခွင်းတစ်ပြေလုံးဒီဂရီဘာအနက်ထည်ကြီးလှမ်းချုံဖုတ်အုပ်ထားပြီးတကယ်တို့ရှိ။ကျဲကလေးတစ်လုံးတော့ကိုမှမမြင်ရ။လေဒီတစားတဲ့တစားပို၍ကျန်းလာ၏။မရမတိုင်ကလေးများထူကဆောက်လုထားသောဒဏီမိုးဝါကြံကင်းအင်ကလေးသည်လေပြင်းတစ်ချက်ဝေးလိုက်တိုင်းတိမ့်တိမ့်ခါ၍သွား၏။မကြမီဘိုးတဲရွာချပြီတော့မည်။လေးကန့်သောရှင်းနှမ်းများနှင့်အင်ကလေးပေါ်ပြန်တက်ခါ ။ရိုင်းနဲ့နဲ့မဓမ္မအိမ်တိုင်းကလေးကိုအตาမီွေးထိုင်နေ၏။အနည်းရှိနှုတ်သေးပဲမြေရင်ွေဥကရားကိုနှံ့ယူကပါဇက်တွင်းသို့နှောင်းရခဲ့၏။အေးဆက်ခါတနရရှိသောရင်ွေချမ်းလက်ကြံကတန်ကုန်စားပင်မရှိ။မချိန်မနှံ့အဖြစ်ဆောင်းရရှာလိုက်သည်။အင်းလက်ဖက်ချောင်းမဝယ်နိုင်၍ရင်းနေချမ်းပင်အလံမမီတော့ပါလား။ဟုတ်တွေးရင် မိုးသက်ကလေးပါလာသောနေပြင်းကြောင့်ချမ်းစိမ့်စိမ့်ဖြစ်လာ၍သူ့ရဲ့ဘက်ကိုသူဆန်းကြည့်မိ။အင်းကြီးဗလာကြောင့်အပြိုင်းပြိုင်းထလာရဲ့အရင်ပြည့်ဤအရှင်တန်းများကဲ့သို့ငေါ်၍ထွက်နေသောနန်ယိုးတို့ကိုသာဆမ်းမိ၏။သူစိတ်တို့သည်အတိတ်ကာလကြေမုံပင်ကိုပြန်၍ကြည့်မိနေလော၏။ဒုက္ခနှင့်တရားတော်တောကြော်ကို ရှင်နိုင်သူမရှိကဲ။လက်လဲရာဒုံဆွေးရာလေပြန်ရာ တူတာလျင်အမြဲပူဆွဲခဲ့သည်။နှစ်တင်းဝင်ဆန်အိတ်နဲ့အိတ်ကိုထက်လိုက်ရထန်းကဘောလုံးတစ်ကွင်းစာခန့်လက်တော့ကိုတပတ်ပတ်နိုင်ခဲ့၏။အိုးဓာရီကအရင်ကအဖြစ်တွေရပါ။အခုတော့မူမိမ့်မိတ်မုံဝါစေးသားပြေသောပကြီးကားတစ်ချက်နဲ့ထိုစဉ်သူပကုန်းပေါ်သို့တစုံတစ်ခုကျလာသည်ဖြင့်မော့၍ကြည့်မိ၏။သူဇနီးမခင်မေကအရာအစင်းမပေါ်တော့သောစွကျဲဟောင်းကလေးလာတင်ပေးခြင်းဖြစ်တော်၏။ သူရင်ထဲတွင်နေကနေဖြစ်၏စောစောကသူစုခဲ့ငေါခဲမိသည်များကိုတွေးမိရင်ဇနီးဖြစ်သူကိုတနာစိတ်ဖြစ်၍သွားသည်ပြန်၍လျှော့မည်ဟုစိတ်ကူးသည်ပြောစရာစကားလုံးရှာ၍မရသူ့အဖို့ဘယ်တော့ကမှလည်းဖွက်ဖွက်နဲ့နဲ့မပြောတတ်ထို့ကြောင့်မသွားတော့မယ်ကွယ်တရားလာမှရွာထိတ်ကအဝိန်တို့အုံစံကြံကိုနှိုးပြီးဆံဝင်လာခဲ့မယ်စောင့်နေနော်ဟုမှာခဲ့၏ ဒီတွင်မှသူကဆော်သောစကားဟုအနှစ်30ကျော်ပေါင်းလာခဲ့သောမခင်မေကတည်သည်သူကဘာမှပြန်၍မပြောနောက်ပြေးဘက်ဝင်သွားကဝါဘက်ခမောက်ကလေးအဟောင်းကိုကင်လာပြန်ထွက်လာပြီးသူ့ကိုပြေး၏သူလှမ်းယူကအိမ်ရှိချောင်းကန်းစက်သို့ဆင်းသည်နုံနေတွင်စိုက်ထားသော ထီယိုဝလုံးချီကိုနှဲ့၍နှဲ့၍နှုတ်ပါလေပေါ်သို့အလျားလိုက်တင်လိုက်သည်လေဦးကကြိုးကိုဖြည့်၍ထွက်မီပြုစဉ်ကိုတော်ကျော် ခဏခဏဟုတ်ပြောတာမခင်မေအိမ်ဘက်သို့အပြေးထွက်သွားတာပြန်လာပြီယော့ဟုစကားတစ်ခုနဲ့ပြောတာအထုပ်ကလေးတစ်ခုကိုလှမ်းသေးသည်သူတိလိုက်သည်သူအလောတကြီးနဲ့ထွက်လာခဲ့၍မိကြံခဲ့သောဆေးပြင်းလေးနှင့်မိကျစ်ထုတ်ပါတကားမိုးမွေးကလေးများကြာစင်းလျက်ရှိသောချောင်းရည်ပြင်သို့သူ့လေကိုလှော်၍ထွက်ခဲ့၏ဝါနရိုက်ခန့်လုံးသည်နှင့်နောက်သို့ပြန်လှည့်ကြည့်မိ၏ ပြိုးပြက်နရက်ရောင်လက်တွင်ချောင်းကနဘူးတွင်ရက်၍သူ့ကိုမြေးကြည့်နေစေဇနီးဖြစ်သူကိုတွေ့ရ၏ဒီမိမ့်မှာအိမ်ထဲဝင်တာမဟုတ်ဘူးမိုးရီတွေကကြာနေပါလျက်နဲ့အတက်ကငဲတော့တာမဟုတ်ဘူးတော်ကြာဖျားနေကမှဟုဂယုနာဒေါ်တော်ဖြင့်တွေးရင်လှော်ခဲ၍လာခဲ့လေဟာတယုတ်တို့မြတ်မကြီးနှင့်ဇုတ်ကနိချောင်းဆုံရအဝါတို့ရောက်လာခဲ့၏တယုတ်တို့မြတ်မကြီးသည်အခြားအခြားသောမြစ်တို့ထုံးစံအတိုင်း တစ်ဖက်ကကမ်းပြိုကတစ်ဖက်တွင်တောင်ထွန်းလျက်ရှိ။ကမ်းမပြက်ကိုတိုက်စားလျက်ရှိသော ရေအရှိန်ကြောင့်တဟဲဟဲမြေတံကိုပင်ကြားနေရ၏။တခြားတစ်ဖက်တွင်တော့ပြန်ပြိုးရှိလျာသောတောင်ခုံညိုညိုကိုဆင်းဆင်းကြီးမြင်နေရ၏။သူလှေကိုလော်ရင် တွေးလျက်ရှိ။အနည်းပါးနေရာများတွင်ပဇွန်ငုံ၍တော့များများဆဆမရနိုင်။သူတကာရှာပွေ၍ထောင်းထောင်းကြည်လျက်ရှိနေလောက်ပြီ။ ယနေ့ညဖို့သူပဇွန်များများရမှာဖြစ်မည်။သူဖြစ်၍လူတကားပဇွန်မငုံနိုင်သောနေရာကိုတွားမှဖြစ်ပေလိမ့်မည်။ဟုတ်ပြီ။ပြင်းမပင်ဝဲနာကိုတွားမည်။ထိုနေရာသည်အရှားနေရာများထက် ရေကပို၍ငတ်သည်။မြင်မာသော ကမ်းမပြက်ကြီးများနှင့်အောက်ခြေတွင်ရေတိုက်စားသည့်ဖြင့်ဂလိုင်းခေါင်းကြီးများရှိတတ်သည်။ရေဆွဲရေစည်းကျလာ၍တာမန်ပဇွန်ငုံသူများမတွားရဲမငုံရဲကြ။ ကျင်းတည်ပဇွန်များများရနိုင်ပေလိမ့်မည်။သူလှေကိုအားစား၍လွန်လာခဲ့သည်။မြေရပြင်ပေါ်တို့မိုးဆက်မိုးပေါက်တို့သည်ဆွေဆွေဆောင်းဆောင်းကြားရောက်လျက်ရှိသည်။နေဝိသည်ဖြင့်နှိုင်းကြရက်ကလေးတို့သည်တလက်လက်လွန်းလွန်းကောက်ခုံလျက်ရှိသည်။တနာဤကအားစား၍လွန်လိုက်လျင် ပြင်းမပင်ဝဲနာတို့ရောက်လာခဲ့သည်။လှေကိုအချိန်တက်၍ကမ်းပါတို့ကပ်၏။မောဟိုက်လာ၍သူရင်အုံသည်နိုင်ကြည်မြင့်ကြီးနှင့် အတက်ကိုအားစား၍ယူနေရ၏။သူငယ်စဉ်ကဆိုလျှင်ယခုလိုတဏှာရခီးကိုမပြောနှင့်ကြိုင်လန့်ဘိုကလေးမော်လမြောင်ကျွန်းလက်ပွတ်တာ စားသည့်မျိုးများအထိနေဖြင့်လော်ကာတွာလာခဲ့ဘူးပါ၏။ယခုမှဇရာကအစွမ်းပြခဲ့လေပြီ။ပုံမင်းမစွမ်းဆိုသောစကားကို အရှိခံ၍ရွာဦးเจ้าဆရာတော်ကမင်ကြားခဲ့ဘူးပါ၏။ပေါ်လာတဲ့အခါမှာဘာကိုမှမစွမ်းနိုင်တော့ဘူး။ အဲ့ဒါဇယားရဲ့တဘာဝပဲ။နောက်မှာဗျာဝီးဆိုတဲ့နာချင်းကကတ်လျက်ပါလာနေပြီ။မရဏာဆိုတဲ့တေချင်းတရားအဆုံးကိုမရောက်မီတရဝါတိုင်းတွေ့ရမည်သဘောတွေပါပဲ။တကားတို့ခန္ဓာရှိနေသမျှအဲ့ဒီတရားတွေဟာလည်းမလွဲမသွေရှိနေအောင်ပါပါပဲ။အဲ့ဒီတော့အခုပင်လည်းရင်မအိုပင်ကကြိုတင်ကောင်းမှုကြိုးစားပြုလို့ဆိုတဲ့အဆုံးမလေးလို့မအိုခင်မနာခင်မသေးခင်မှာ ကောင်းမှုသူစရိုက်ကိုကြိုးစားပြီးပြုလုပ်ကြဖို့လိုပါပေတယ်။လောဘဒေါသမောဟတရားတွေကိုလည်းနည်းနိုင်သမျှနည်းအောင်တတ်နိုင်သေးရကြိုးစားကြရမယ်။မနည်းဘဲနဲ့များရင်များသလောက်ဒုက္ခရောက်ကြမှာပဲဆိုတာသတိချက်ကြပါတကားလို့သူ၏နားထဲမှာကြားရောက်နေပြီးတော့ဤမတိခင်မှာကောင်းမှု ကုသိုလ်ကလေးတစ်ခုခုတော့နှုတ်အုံးမှာဟုသူတွေ့၏တမထ ဝိပဿနာတွေကတော့အလံဝေးလာ၏ကာမပြခြင်းနာတို့လေကိုအတရာရက်၍တွားသည်တန်းစံနှင့်ဝါရပြန့်ခန့်တွင်လေကိုရက်ခါလေထဲတွင်ပါလာသောဆျောက်ပေးခန့်ရှိသောဝလုံးချီကိုယူကရေထဲသို့ထိုး၍စိုက်သည်ဝါပင်မမိသေးတန်းစံတို့နည်းနည်းတို့၏မြေကြီးကိုစမ်းမိသူအားနှင့်ထိုး၍စိုက်သည်ရေပေါ်တွင် ဝလုံးအပြားသည်နှစ်ပေးခန့်သာပေါ်နေတော့သည် သူ့စိတ်ထဲကတွေ့သည်ရေပေါ်နှစ်ပေရှိပြီးရေအောက်မြေဝင်တပေခန့်ကိုပေါင်းလိုက်လျင်၃ပေဒါဆိုရေအနက်က33ပေသူငငယ်ကားဆိုလျင်အတောင်20တေပေါင်း30ခန့်လို့ပို့ပင်အသားကလေးငုံလန့်ခဲ့သည်မဟုတ်ပါလော သူတစ်ချက်ပြုံးလိုက်ပြီးဘလုံးအပြားတွင်လှေဦးမကျိုးကို ခွင်းလျှောရှိထားလိုက်ပစိုးကိုကထောင်းမြောင်အောင်ကြိုက်လိုက်သည် ရှင်းနေသောကတွင်ကိုအာသာပြေစေရန်ပလတ်စတိဖြင့်ထုတ်ထားသောစေပြင်းလေးကိုထုတ်လိုက်ပြီးလက်တကြီးခံကား၍ဖြတ်ကာပဇောင်းတွင်ငုံထားလိုက်ပြီးတစားတစ်ခုလုံးစိုး၍တက်လာသောဇတွေးတို့ကို မြစ်ပြင်သို့ထွေးပြီးထုတ်လိုက်ဆေးရွက်ကြီး၏ဆက်ဖြင်းဖြင့်အရသာသည်ပဇောင်းနှစ်ဖက်သို့ ပြန့်၍သွား၏ကိုခန္ဓာတစ်ခုလုံးနှွေးသွားသည်ဟုပင်သူထင်၏လေဝန်းထဲတွင်ပါလာသောမိအုပ်ထဲမှမိဘွက်ကိုသူထွန်းလိုက်သည် နေချင်းချင်းမရောက်သေးလေပေါ်တွင်ထင်းကနေဖြစ်သွား၏မြေကန်းဆက်ရှုံအုပ်အုပ်များမှပိုးကောက်ကလေးများမရောက်စေအတင်တိုး၍ဝင်လာကြ၏မိခွေ၏မိဆွေကိုဝင်၍တိုးကာတဖြုတ်ဖြုတ်နှင့်အေနေကြ၏သူနောက်ထပ်စတွေးတစ်ချက်ပြစ်ခနဲထွေးလိုက်ပြီးလေပေါ်မှအသာလျှောချား၍ရေထဲသို့ဆင်းလာ၏လက်နှစ်ဖက်ကမူဝလုံးတိုင်ကိုဆုပ်ကိုင်၍ထား၏ လေပေါ်မှာတော့ကတပြန်းပြန်းတွန်တွန်ကျဲ၍ရွာနေသောမိုးနေလေတို့ကြောင့်ချမ်းအေးလာ၏မြည်တဲ့သူစိန်လိုက်ချိန်မှာတော့ဝေး၍နေ၏အသက်ကိုဝါအောင်ချူသွင်းလိုက်ပြီးတိုင်ကိုဆွဲကဆွဲကရေအောက်သို့သူငုပ်၍ဆင်းသွားသည်မြေအောက်ကျမ်းပြင်ကိုလက်နှင့်ဆမ်းမိပြီးတိုင်ကိုရှင်နှဖားဖြင့်လိမ်၍တွေ့ရှိထားလိုက်သည်ဒို့မဟုတ်ပါကမြေအောက်ရေကြီးအချိန်နှင့်မျောပါသွားပေလိမ့်မည် လက်နက်ဖမ်းဖြင့်ဘေးပတ်ပတ်လေကိုဆန်းသည်မဆောက်သောကားမပြတ်သည်ရေအောက်ကျန်းပြင်၌ရှိ၏ထိုကားမပြတ်ကိုရေတိုက်စားသောအခါအတွင်းသို့ ခွဲ၍ဝင်လာသောတွင်းကလိုင်ပေါက်သို့ဖြစ်ပေါ်နေ၏တို့ကတထောင်တထောင်ခန့်နှိုင်ကောင်းငယ်ကလေးတစ်ဖွဲဖြစ်၍နေ၏ထိုထဲတွင်လမကားကားနှင့်ပစွန်တုတ်ကြီးများခိုးအောင်းနေတတ်၏၎င်းတို့ကိုသူဖမ်းရတော့မည်ဖြစ်၏လက်နက်ကရိယာဘာတစ်ခုမှမပါ ကျွမ်းကျင်မှုနဲ့တန်ခါအတက်ပညာကဘာရှိဖို့တော်လို၏။ဂလိုင်းပေါက်တစ်ခုကို တွေ့ပြီ။လက်နက်ဘက်အတွင်းမှာအသာဖမ်းသည်။မိဒီမှနှစ်ကောင်းအမီးဘက်မှဆက်ကနေမြင်းအောင်ဆုပ်၍ဖမ်းထားလိုက်၏။သူ့အပြင်တန်ခါအိုကြီးကသူ့ကိုပြောပြတင်ကြားခဲ့သောစကားတန်ကို သူတတိရလိုက်သည်။တစောတော့ကိုရေအောက်မှာငုံလို့တွေ့တာနဲ့အမီးဘက်ကသာမိမိရရဆုပ်ထားလိုက်။ဘာမှပြန်မလုပ်နိုင်ဘူး။ အဲခေါင်းကိုသာဖမ်းဆုပ်ကြည့်သူ့အမိကဖြောင်းကနေဖြောင်းကနေဆက်ပြီးခတ်လိုက်ရင်လက်ကွဲရင်ကွဲလုံးရင်တော့တခုခုဖြစ်တာပေါ့ကွာဒါကြောင့်ငါသာပစွန်ထုတ်ဖမ်းရင်အမိကိုသာဖမ်းပြီးတော့သူအားပြုတာကအမိပဲကွာစိတ်ထဲမှာအသာပြုံရင်ရေပေါ်သို့ကိုကိုဖော့၍တက်လာခဲ့၏လေနံကိုတထောင်တစ်ဖက်ဖြင့်ညက်ခါတွေ့တက်ရင် ခေါင်းကိုဆက်ကနေခါပြစ်လိုက်ပြီးအသက်ကိုဝအောင်ရှူသွင်းလိုက်သည်။ဖမ်းမိထားသောပဇွန်ထုတ်ကြီးနှကောင်ကိုလှေဝမ်းထဲသို့ပြည့်၍ထည့်၏။ပြီးလိုက်ရင်ခုံရဲမထွက်နိုင်အောင်လှေကပ်ဖြင့်အသာဖုံးအုပ်ထားခဲ့၏။ရေပေါ်တွင်မူမိုးဇက်တို့ကမင်းမှုနေကြသည်ပင်သူအသက်ဝဝရှူကနောက်တစ်ချက်ဆင်းသွားခဲ့ပြန်၏။ပထမဖန်သောဂလိုင်တော့တွင်ပင် နောက်ထပ်နှကောင်ထက်ရသည်။ဘေးပပတ်လည်းမင်းလည်းကတ်လည်းရဲ့ဂလိုင်ပေါက်တွေရှိသေး၏ ို့နှင့်တနာရီခန့်ငုတ်လိုက်ပြန်တက်လာလိုက်နှင့်ဒေါဘသောကပ်ပြီးပဇွန်ဖမ်းလာခဲ့သည်မှာလေဝန်းထဲမှာအကောင်30ကျော်ခန့်ရနေလေပြီမိဘကြီးအနှင်းရောင်နှင့်ပဇွန်တုံကြီးတို့၏မျက်နှာတို့သည်ဗရံများကဲကလေးများကဲ့သို့ရဲရဲနေ၍ကြည်၍ပင်ခနေသေးတော်၏တိန်နေတော့သူ၏ရင်အုပ်သည် ဖားဖို့ကဲ့သို့ပိန်လိုက်ဖောင်းလိုက်နေအသက်ကိုလူ့ဥ့၍ရှူနေရ၏ ။ဒေပေါ်တွင်ပတ်လက်နိုင်ရင် သူအမောဖြစ်နေသေး၏။အိမ်ကခက်လာကလေးကဝါအောင်မစားကြရသဖြင့်သူ့မှာအလွန်ဆာလောင်လျက်ရှိနေပြီ။သူငယ်စဉ်တုန်းကမူတရေတက်တရေကြကလေးလေးနာရီခန့်မနာတန်ငုံရှိုးနိုင်ခဲ့ပါ၏။တန်ငါချင်းအတူတူ သူ့ကိုဘသူမှမရှင်းပြနိုင်ခဲ့။ပိုက်ဆွဲရအောင်မလားကိုပြည့်ရအောင်မလားတူပင်မကြောက်ခွန်အားမလားနဲ့ရင်းရွေးလောက်ကန်ရတော့အလုပ်ပေးမှု အရွယ်ကောင်းစဉ်ကအလောက်ကောင်းခဲ့ပါ၏အလောက်ကောင်းတော့ငွေစရွှင်ခဲ့၏တာသမီး၅ယောက်ကိုဝါလင်စွာရှားပွေကျွေးမွေးနိုင်ခဲ့၏သူရှား၍ရလာသည်များသူတာသမီးများစားတောက်နေတာမြင်ရနေရင်ပင်သူ့မှာအမောအပန်းများပြပြောက်ကအကျဉ်းနှံကြီးကျဉ်းနှံခဲ့ရ၏သူငုံ၍ရလာသောပဇုံတုံကြီးများကိုမိဖုံ၍စားသူကစားနေရဲနေအောင် ပြုတ်ပြီးအရေကို နှင်းညို့လို့အသားကိုလျှောက်တီးရှင်ရှင် ်မြုပ်သီးစိမ့်ဆက်ဆက်နဲ့တုံ့ရဲစားသဖြင့်တရှူးချူးတချဲချဲဖြစ်နေကြသောသားသမီးများကိုကြည့်ကသူသဘောကျကျင်နဲ့စွာပြုံးနေစမြဲယခုတော့မူအိမ်တွင်သူ့ကိုစောင့်မျှော်နေမည်သူမှာအဖွားကြီးတယောက်ထဲသာအိမ်တော်အသေးသေးကြနေသောသားသမီးတို့သည်အတီးကင်းသောညောင်မင်းကြီးအားငှက်တို့ဆော့ခွာသွားခဲ့ကြသည်လို့သူတို့အိမ်သားကိုပင်မကတ်ကြတော့ဘူး ပေးရနုံနုံကမ်းရနုံနုံတွေးကခက်ခွာခွာနေလာခဲ့ကြသည်အေးလေတွေးကြသေးတာဗောတောကျော်တို့လူစမ်းလူစမတုံးချောင်းပဇွန်များများချာ၍ကြွားလိုက်ရှင်သေးတော်၏တွေးနေရင်ကဆက်ခနဲထား၍ထိုင်၏စာလောင်သောစိတ်ကိုလောဘစိတ်ကနိုင်ယူသွားခဲ့ပြန်၏စိုက်ထားသောဝလုံးတိုင်ကိုနေပေါ်မှာပင်ဆွဲ၍နှုတ်သည်ရေဒီပို၍ကြနေလေပြီ။ တို့အတွက်ယခင်ကဝါးထောက်၍မမိခဲ့သောနေရာသည်ဝါးထောက်၍မိလာခဲ့ပြီ။ဝလုံးတို့ဖြင့်နေကိုရက်၍နေရာရွှေ့လာခဲ့၏။ဝါးဖြင့်ထိုး၍စမ်းသည်။မိပြီ။အတာအားထဲ၍တိုင်ကိုဆိုက်၏။နေဦးမှကျိုးပြင့်ရှိကရေအောက်သို့တိုင်ကိုတွေကဇောက်ထိုးငုံ၍ဆင်းလာခဲ့ပြန်၏။ယခုငုံသောနေရာသည်ယခင်နေရာထက် ရေစီးကပို၍ကျန်းသည်။ရေထဲတွင်ဆိုက်ထားသောဝါးဤအဖျားသည် ရင်ဤတိုးပွေးမှုကြောင့်တွတ်တွတ်ခါအောင်ရမ်း၍နေတော့၏။နေဤနဘေးကိုတဒုတ်တုတ်ဖြင့်ရိုက်ခတ်နေတံကိုရေအောက်ကပင်ကြားနေရ၏။ဝလုံးနှံ့ကို ရှင်နဘက်ဖြင့်ရှိတ်ထားရင်ဘေးသို့ဆန်းသည်။မမေ့တမေတွင်ဂလိုင်းပေါက်ကြီးတစ်ခုကိုတွေ့မိ၏။နှမ်း၍ဆန်း၍ဖမ်းမိလိုက်ရာပဇွန်တုတ်ကြီးတစ်ကောင်ဤခေါင်းပိုင်းကို ဆုပ်မိနေတော့၏။အမီးဒီဖျားကနေဖျားကနေနေအောင်သူ့လက်ချောင်းများကိုရည်။နာသည် သို့တော်သူမလို့အောက်ခံကစုံမြဲစုံ၍ဖားကန်ကလက်တဖက်ဖြင့်တိုင်ကိုတွေကရေပေါ်သို့တက်လာခဲ့၏ရေပေါ်သို့ဘွားကနေအပေါ်တွင် လက်ထဲဆုပ်ထားတဲ့ပစုံတုံးကြီးအားလေဝမ်းနှင့်ပြည့်၍ထဲလာသည် ရေစိန်ထားသဖြင့်နူး၍နေသောပဲကြီးကွန်တွန့်နေသည့်လက်ချောင်းလေးများမှာပစုံတုံးအမီးခတ်သဖြင့်ပေါက်ပြဲသွားကတဆစ်ဆစ်နာကျင်၍တွေးများတဆက်ဆက်ကြနေ၏တဆက်ကိုဟကအသက်ရှူနေရတော့လေ အမောမပြေနိုင်တဲ့နေပေါ်သို့ပင် တက်ရန်အားမရှိတော့တဆက်ဆက်ခါရမ်းနေသောဝလုံးတိုင်ကို အသာဖတ်ရင်တွေ့ထားကအမောဖြစ်နေရ၏ပြန်ရင်ကောင်းမလားဟု သူတွေးသည်မောလာပါပြီဒိုက်ကလည်းအလွန်စားနေလေပြီတို့တော်ဆောဆောကစမ်းမိသောခဏကြီးတည်းတွင်သူ့လက်နှင့်ထိ၍အတွင်းသို့ပြေးဝင်သွားသောပဇွန်တို့ကြီးများကိုတတိယကနှမျောလာပြီ နောက်ထပ်နှစ်ကောင်သုံးကောင်လောက်ရရင်သူတော်လှပါပြီ။တာသမီလေးတွေမြေကလေးတွေစားဖို့အတွက်ပါ။လောဘတဏ္ဍာတိနောက်ထပ်တခါငုတ်ရန်သူ့ကိုအတင်းတွန်း၍ပို့နေပြန်၏။သူဆုံးဖြတ်လိုက်သည်။တခါလေတခါလေဟောဒီတခါလေးရပါ။နောက်ဆုံးငုတ်ချင်းမှဟုသူတွေ့ပြီးအသက်ကိုအားရပါးရရှူသွင်းပြီ။အဆုံးတွင် အောင့်ကရေနဲ့သေးသို့ငုတ်၍ဆင်းခဲ့ပြန်ပြီ။ အောက်ရှေ့သို့ရောက်ပြီးလက်နက်ဖက်ဖြင့်ရန်၍စမ်းသည်မိယုံကလေးသာရှိနှိုင်း၍နှိုက်သည်နှုတ်ခမ်းမွေးများကိုသာစမ်းမိပြီးနောက်ဆုတ်ပြေးဝင်သွား၍မမိလိုက်သူဒေါသထွက်သွားသည်ဒါနောက်ဖြစ်လာတာကဲကွာဟုတွေးပြီးတိုင်တွင်ရှိထားသောရှင်နှက်ဖက်ကိုဖြုတ်ကာရှေ့သို့ကိုကိုနှုတ်၍ဂလိုင်းထဲသို့ထိုး၍ဝင်လိုက်သည်လက်နက်ဖက်ဖြင့်ရှေ့ကိုစမ်းသည်ဘာကိုမှမကင်မီ ဒေးတို့ဆန်းသည်ဂလိုင်းကကြီးလာ၍မထီမကင်မီသူ့ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်ပြန်ထွက်ရန်အပေါင်းမတွေ့တော့ဟူသောစိုးရင်စိတ်ကဝင်လာသည်ပြန်၍လက်ထက်ရန် သူကြိုးစားသည်ဘုရားလူကသာရှင်းကိုကူးထွက်နေတော်လဲရှေ့တို့မရောက်ရေစီအားကသူ့ကို နောက်တို့သာ ပြန်၍တွန်းပို့နေ၏ရေအကြပင်မှုရေစီအားကပို၍ကြံလာသည် အပြင်ကတိုးဝင်နေသောရေစီအားသည်သူ့ကိုကလိုင်းပေါင်းကြီး၏မဆိုင်နာသောအတွင်းဘက်စီသို့အင်အားကြီးမားစွာတုံး၍ပို့ခြင်းကိုသူခံနေရပြီ။သူရှေ့သို့ရက်၍ရက်၍ကူ၏မရပါ။သူ့မှာပို့၍လမ်းဖြန်လာ၏။သူအတက်အောင့်ထားရတာကြာလာပြီ။မောလှပါပြီ။မောလေမောလှပြီ။စာလောင်နေသည့်ဝါပိုက်သည်သူ့အတွက်ခွန်အားတို့ကိုဖြစ်မလာစေတော့ လက်နက်ပဲဖြင့်ရိုက်ရနေတော့လဲအားကမပါတော့အဆောက်တို့သည်ပောက်ပွဲထွက်တော်မူအသက်ရှူကျဲ၍ကျဲ၍ဓာနေပြီတောင့်ထားတောင့်ထားအားမလျှော့နဲ့ဟိုသူ့ကိုယ်သူသူအားပေးနေသည်အိမ်ကိုယ်သူမြန်မြန်ပြန်ရှင်နေမိ၏ခမင်းမဆားရသေးပဲသူ့အပြန်ကိုစောင့်မြနေမိဇနီးတဲ့ကိုသူ့အိမ်မျက်စီထဲမြင်အောင်နေ၏မခင်မေကြီး ။မပြန်လာခဲ့မယ်။ဆန်လဲဝဲလာမယ်။ပစုံတုပ်တွေလည်းအများကြီးရလာတယ်ကွာ။ဝါအောင်သာစားပြီတော့ကွာ။တားတွေသမီးတွေနဲ့မြေးတွေပါခေါ်ခဲ့တော့ဟေ။တဝါကြီးကျွေးလိုက်ဆမ်းပါကွာ။တောကျော်တို့ကလူသားအိုပင်နဲ့စွမ်းပါတယ်ကွာ။ရှာနိုင်ဖွေးနိုင်ပါသေးတယ်ကွာ။သူအတွေးတို့ဒီကပောက်တိကပောက်ချာဖြစ်၍နေ၏အတတ်နိုင်သောစိတ်ကိုတင်းထားတော်လဲမတတ်နိုင်တော့ပြီ ရှင်နဲ့လက်တို့ကကိုးခတ်ရုံးထွက်နေသည်ဟု သူကထင်နေတော်လဲနှေးကွေးလာပြီငြိမ်သက်၍လာလိမ့်ပြီစိတ်ထဲတွင်ဖြတ်ကနေဆရာတော်ဤတရားကိုတွား၍တတိယမိပြန်၏ဇာတိစလားဖြာဝိမရဏတဲ့တကားကြီးဘာမှမမြဲဘူးမြဲတယ်ဆိုတာမရှိဘူးမွေးလာရင်အိုမယ်နာမယ်တည်မယ်မလွဲနိုင်ဘူးအထိကရေးကြည့်တာကမအိုမနာမတည်ခင် ကိုယ်မှာရှိနေတဲ့လောဘဒေါသမောဟတရားတွေကိုနည်းပါးစေပြီးကောင်းမှုကုသိုလ်တရားတွေပွားများဖို့ပါပဲ။အိုးဟုတ်လိုက်လေ။အင်းလောဘလောဘနောက်ဆုံးတစ်ခါရေအောက်တို့ဆင်းရန်လောဘကပင်တိုက်တွန်းခဲ့တယ်မဟုတ်လား။သူ့နောင်ထရပါပြီ။တပည့်တော်မှားခဲ့ပါပေါ့ခင်ဗျာ။သူဆုထားတဲ့တတိတို့ဒီကင်းတော့ခဲ့ပြီ။ဘာကိုမှမသိတော့ အမောင်သူကြီးကသာသူ့ကိုဖုံးအုပ်လိုက်ပြီးမြေရပြင်တွင်မိုးစတို့ကရွာတွန်းလျက်တပြက်ပြက်နှင့်လမ်းကျခွန်ကလေးများကရိုက်ခတ်စေတရွတ်တို့မြေရပြင်ကြီးသည်ဘာမှမသိသလိုပင်စီးမြဲစီးလျက်မြေရပြင်ပေါ်တွင်ရှိနေသည့်လှေကလေးသည်ရေအောင်းမှပြန်တက်လာမည်သူ့တခင်ကိုစောင်းဆိုင်မြဲစောင်းဆိုင်လျက်သာပင်ဟုတ်ကဲ့ပါခင်ဗျာအမျိုးသားစာပေစုခြင်းဆရာကြီးမောင်ချိန်ရေးသားတော်လောဘမြင့်ပြင်ကျဲလို့အမည်ရတဲ့ ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်သေးသေးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြတယ်ကျွန်တော်တို့ရဲ့ညီကောင်မတို့မတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့မတွေနဲ့နောက်ထပ်ဝတ္ထုတို့လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ